ဒီနေ့2025ခုနှစ်ဇူလိုင်လ3ရက်ကြာတာပရင်းနေ့9ရက်သားမီအားလုံးတို့အတွက် numerology ကငဏပင်နေ့ရ9လပိုင်း3ရက်နေ့ရဲ့စွာတွေဟာမိတ်ဆွေ9ရက်သားမီအားလုံးတို့အတွက်စိတ်ခွန်အားဖြစ်စေသောရည်ရွယ်ချက်တွေအတွက်အောင်မြင်စေသော ဝမ်းမြောက်ပျော်ရွှင်ပွဲသတင်းကောင်းတွေကိုကြားသေးသောဂရန်ပီရင်လွှမ်းမိုးမှုရှိရနေဖြစ်ပါတယ်။အထူးသဖြင့်အလုဆဖို့လို့အတွက်သတင်းကောင်းတွေကြားရတတ်တဲ့အင်တာဟုဖြေတာတွေအောင်မြင်သွားတာမျိုးတို့နိုင်ငံခြားသွားဖို့အတွက်အခွင့်အရေးပေါ်တာမျိုးတို့နောက်တစ်ခါကိုယ့်အတွက်လိုအပ်နေတဲ့ပစ္စည်းတွေကိုဝယ်ချမ်းမှုကိစ္စတွေအတွက်အစီအစဉ်ဖြစ်သွားတာမျိုးတို့ရောင်းလိုတဲ့တိုက်ခတ်အိမ်ခန်းတွေရောင်းနိုင်ဖို့လို့အတွက်အခြေအနေကောင်းကြုံလာတာမျိုးတို့ဆိုတော့ထူးထူးခြားခြားအခွင့်အရေးကောင်းအခြေအနေကောင်းတွေကိုကြုံတွေ့ရမယ့်နေ့မင်္ဂလာဖြစ်ပါတယ်။ဒီလိုနေ့မျိုးမှာခုနှစ်ရက်သားသမီးတွေအတွက်ရံဝေးကသတင်းကောင်းတွေကြားရတတ်တယ်။ အဖိုးတန်ပစ္စည်းရင်ဆက်ပစ္စည်းရဏပစ္စည်းတွေအပြောင်းအလဲအသစ်ဝင်တတ်တယ်မိษွေအသစ်ဆရာအသစ်လူကြီးအသစ်တွေရဲ့အကျိုးပြုတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်ကန်တရားရဲ့အလွန်ကောင်းတဲ့အခွင့်အလမ်းတွေရမယ်ခဏန်းပင်ရဲ့ numerology စွမ်းအားတွေရှိရနေမှာမိမိရဲ့ကန်တရားအထောက်ပံ့ကောင်းတွေရဖို့လို့တော့ကတော့မနေ့စောစောမှာအနီယောင်ပန်းပွင့်အဝါယောင်ပန်းပွင့်အဖြူယောင်ပန်းပွင့်တို့ကိုရေထဲမှာထည့်ပြီးတော့မျက်နှာသိရင်တနေ့တာလုံးကန်တရားရဲ့အထောက်ပံ့ကောင်းတွေရဖို့ဆူတောင်းလိုက်ပါလို့လမ်းညွှန်လိုက်ပါတယ်ခင်ဗျာ ဒီနေ့မှာမီးရှူတန့်စင်ပွားမြင်ကြတဲ့ရင်သွေးရတနာတွေအတွက်ကတော့မာဘုတ်ဗေဒနိယကြာသာပရင်းတွေဘွားအဒီမတီဘွားဇန္တာရှင်တွေဖြစ်ကြပါတယ်ဘဝတသက်တာလုံးဆွေမျိုးညာတိမိတ်ဆွေသင်္ကားတို့အတွက်အဓိကကြတဲ့သူအောင်မြင်ကြောင်ကြတဲ့သူအဖြစ်စွန်းစွန်းတမန်ကြိုးစားထုတ်နိုင်သူများဖြစ်မယ်လို့နမိတ်ကောင်းဖတ်လိုက်ပါတယ်ခင်ဗျာဒီနေ့မှာကြောက်တဲ့မွေးနေ့ရှင်တွေအားလုံးမင်္ဂလာမွေးနေ့ပါဒီနေ့မွေးနေ့အတွက်ကုသိုလ်ရေရာဖြစ်နေကတော့အုံတို့ခေါဆွဲ မြတ်စွာဘုရားရှင်ကတ်လူချင်းရဟန်းတန်ကလောင်းလူချင်းနဲ့အတူဆွေမျိုးမိတ်ဆွေအပရိသတ်တို့ကိုအာရဒါနာပြုပြီးတနည်းတားလုံးကံကောင်းမှုအတွက်ဆုတောင်းပြုလိုက်ပါခင်ဗျာဒီနေ့အတွက်အကျိုးပေးစုမှုကဏ္ဍကတော့6ကဏ္ဍ7ကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေတို့ရဲ့ငွေကန်တရားအချိန်တွေကတော့အကောင့်ဘက်ကိုတာဆူနေတဲ့နေ့ဖြစ်ပါတယ်ငွေအထူးဝင်ဖို့လို့အတွက်ဆိုရင်တော့ရေတတ်တော်ဝင်ဖြစ်တဲ့ငါးတွေလိတ်တွေကိုအစာဒါနာပြုခြင်းအပြင်ဒီနေ့တနည်းတားငွေကန်အခွင့်အရေးကောင်းတွေပေါ်ပါလိမ့်မယ်အရေးကြီးတဲ့ငွေချင်းကိစ္စတွေစကားပြောဆိုရမယ်ဆိုရင်တော့ငါးမုံကျော်သို့မဟုတ်ငါးကျော် အနေငယ်စပြီးတော့ဆူတောင်းရီတောင်းရောက်ပြောဆိုခြင်းအားဖြင့်အောင်မြင်ပါလိမ့်မယ်။စတိုးဆိုင်တွေကုန်းတော်ဆိုင်တွေလက်ဖက်ဆိုင်တွေစားတောက်ဆိုင်တွေအတွက်ရောင်းပန်းသာဝယ်ပန်းလှဖို့အတွက်ကတော့ဒီလိုနည်းမျိုးမှာဆိုင်ရှင်းမျက်နှာသာကိုစံစီအနေငယ်ကြက်ပတ်ပြီးရောင်းအားတက်ဖို့အတွက်ဆူတောင်းလိုက်ရမှာဖြစ်ပါတယ်။အယောင်ထိုင်နေတဲ့ကုန်ပစ္စည်းတွေအယောင်တက်ဖို့လို့အတွက်ကတော့နှင်းစီပန်းနီနီလေးတစ်ပွင့်နဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ပါခင်ဗျာ။အမှုခင်းကြုံနေတဲ့သူတွေအမှုပြဿနာကနေလွတ်မြောက်ဖို့လို့အတွက်ကတော့အမှုကြုံနေတဲ့သူရဲ့အမိကို တင်မော်ဒီအမဲ့မှာရစ်ပြီးရဟန်းတန်ခါတစ်ပါးပါးကိုလောင်းလိုက်ပါခင်ဗျာကျမ်းမာရေးညံ့နေတဲ့သူတွေစေကောင်းဝါကောင်းဆရာကောင်းတမကောင်းတွေ့ဖို့တက်ကတော့ဒီလိုမျိုးမှာနွားလို့အနေငယ်တောက်ပြီးဆူတောင်းလိုက်ပါခင်ဗျာအခြေအမြစ်တားရေးအိမ်တော်ရေးကိစ္စတွေမှာတော့အဖူအထက်အခက်အခဲစကားအဆင်မပြေမှုကြုံနိုင်ပေမဲ့ပြဿနာတွေကပြေလည်သွားမယ်နေ့တစ်နေ့ဖြစ်ပါတယ်အခြေအမြစ်တားရေးအိမ်တော်ရေးအဆင်ပြေဖို့လို့တက်ကတော့တပြေညွတ်ဆိုင်ညွတ်ကိုမြတ်စွာဘုရားရှင်လှူဒန်းပြီးဆူတောင်းလိုက်ပါခင်ဗျာ